ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အရေးကြီးရဲ့ဈေးကြီးကြတဲ့ American တွေရဲ့သတင်းနဲ့အတူ Scott Tillman မှာ Bitcoin နဲ့ကြောင်းအပ်လို့ရနေတဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါသေးတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခု ဖြစ်ပါတယ်ခင်ဗျာ။ပထမတစ်ပုဒ်အနေနဲ့အရေးကြီးရဲ့ဈေးကြီးကြတဲ့ American တွေရဲ့သတင်းကိုတင်ဆက်ပေးချင်ပါသေးတယ်။ US က Crypto Bro တွေကတော့စီကြက်ခွန်တွေပြဿနာကိုခါးစည်းခံရတော့မှတွေးပူနေကြပါတယ်။ တရုတ်စီကနေသွင်းကုန်တွေကိုစီးကျက်ခွန်တွေကောက်မဲ့ကိစ္စမှာတရုတ်အပါအဝင်အာရှအခြေစိုက်စက်ရုံတွေကနေတင်သွင်းလာမဲ့ graphic card တွေနဲ့အခြား ID hardware ပစ္စည်းတွေကလည်းပါဝင်လာကြောင်း US miner တော်တော်များများကသူတို့ရဲ့စျေးစကားတွေတိုးမြင့်လာမှာကိုတွေးပူနေကြပါတယ်။စီးကျက်ခွန်တွေကြောင့် US အခြေစိုက် Bitcoin mining တွေကအမြဲအစွန်းမကျန်တော့တဲ့အထိဖြစ်သွားမှာမျိုးတော့မဟုတ်ပေမဲ့အသုံးစရိတ်တွေအတွက်ငွေရင်းစိုက်ထုတ်ရတာတွေများလာပြီးတော့ရေရှင်မှာယင်းနှမြုံနှံမှုအသက်တွေချဲ့ထွင်ဖို့အတွက် တရားမှုတွေရှိလာနိုင်ကြောင်း Hashlet Mining Fund ရဲ့ CEO Jaran Malaruka ဆိုထားပါတယ်။အခုအချိန်မှာနိုင်ငံတော်တော်များများနဲ့စီးကြက်ခွန်ကိုရက်60ရက်ဆိုင်ထားတာကြောင့်ရက်60နောက်ပိုင်းဈေးရေတက်မလာခင်မှာဝယ်ထားလို့ရနိုင်မဲ့ဆက်တွေကိုလည်း US Miner တွေရှာနေကြရကြောင်းနဲ့အခုလက်ရှိ US မှာရောက်နေပြီးသားဆက်တွေကလည်းဈေးရေတက်ကုန်ကြပြီဖြစ်ကြောင်းဆိုထားတာကြောင့်အမေရိကန်နိုင်ငံမှာလည်းအရေးကြီးရင်ဈေးကြီးကြတာပဲလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့အခုမူဝါဒတွေမတင်မငင်ဖြစ်နေကြပြီး လူတိုင်းကလန့်နေကြတဲ့အချိန်မှာဒီလိုကိစ္စတွေဖြစ်လာနိုင်တယ်လို့မိုင်းနာတွေအနေနဲ့ခံမှန်းလို့ဖြစ်နိုင်တဲ့အချက်အလက်တွေနဲ့တည်ငြိမ်တဲ့စည်းမျဉ်းတွေကိုလိုအပ်နေတာဖြစ်ပြီးခဏတိုင်းမှာပြောင်းလဲနေတဲ့မူဝါဒတွေနဲ့ဆိုရင်အဆင်မပြေနိုင်ကြောင်းလဲဝေဖန်နေကြပါတယ်။ဒါပေမဲ့လည်းအခုစီးကျက်ခွန်နေတန်းကိုခံစားရတာက mining industry တခုရဲ့အတွက်မဟုတ်ပဲနေပဲပေါင်းစုံခံစားကြရတာဖြစ်လို့ Trump တယောက်ပေါက်ကြရတွေရှောက်မပြောရှောက်မလုပ်ဖို့သာအရေးကြီးဆုံးလို့ဖြစ်နေပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စကော့တလန်မှာဘေးကွိုင်းနဲ့ကြောင်းအပ်လို့ရတဲ့တရင်ကိုတင်ဆက်ပေးကြပါရယ်စကော့တလန်နိုင်ငံမှာကိုပိုင်အကြောင်းတစ်ကြောင်းဖြစ်တဲ့လုံမန်စကူးကတော့ဘေးကွိုင်းနဲ့ငွေပေးချင်မှုတွေလက်ခံတော်မှာဖြစ်ကြောင်းကြေညာလိုက်ပါရယ်ပြည်ရင်းပြည်ပကကြောင်းသားမိဘတွေရဲ့တောင်းဆိုမှုတွေအများအပြားလက်ခံရရှိခဲ့ပြီးတဲ့နောက်မှာဘေးကွိုင်းနဲ့ကြောင်းအပ်လက်ခံမှုအတွက်ကိုအတီးပြုလာခဲ့တာဖြစ်ပြီးလက်ခံသမျှဘေးကွိုင်းတွေကိုပေါင်အဖြစ်ချက်ချင်းပြောင်းလဲသွားမှာပါဒါ့အပြင်လုံမန်စကူးက UK မှာဘေးကွိုင်းနဲ့ကြောင်းအပ်လက်ခံတဲ့ပထမဆုံးကိုပိုင်ကြောင်းဖြစ်လာမှာဖြစ်တယ်လို့ နောက်ပိုင်းမှာလည်း Bitcoin Reserve တွေထုတ်ဖို့အတီစီစဉ်သွားမှာဖြစ်ကြောင်းဆိုထားပါတယ်။ Elmont School ရဲ့ Bitcoin Reserve အစီအစဉ်ကတော့ US ရဲ့ Bitcoin Reserve စီမံကိန်းကနေမြေပြားခန့်လာတာဖြစ်လို့ဘလောက်ပမာဏအထိဝယ်ကင်သွားမယ်ဆိုတာကိုတော့သေချာမသိရသေးပါဘူးခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့ Myan Crypto ရရှိထားတဲ့ Crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာ Cryptocurrency ဝယ်အောင်လုပ်ဖို့ Binance Account တခုမရှိသေးဘူးဆိုရင် Trading လုပ်တိုင်းမှာ Fee Discount ပြန်ရမယ်။အခုကောကောအသုံးပြုပြီးတော့ Account ဖွင့်နိုင်ပါတယ်။ နားဆင်ပေးကြတဲ့တောတာရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ